မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတဘောဝဘေးစစ်ဘေးကနေအမြန်ဆုံးကင်းဝေးပါစေလို့ကျွန်မနေနယ်ကဥစွာဆုတောင်းလိုက်ပါတယ်။အခုတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဒိုမီနီကန်သမ္မတနိုင်ငံမှာနိုင်ကလက်ခေါမိုးပြိုကျပြီးပြည်နယ်အုပ်ချုပ်ရေးမှုနဲ့ထင်ရှားသူတွေအပါအဝင်လူပေါင်း113ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းမှာ အေဗီလရှင်းနဲ့မနေ့အစောပိုင်းမှာဒိုမီနီကန်သမ္မတနိုင်ငံဆန်ဒိုဒိုမီဂိုမြို့တော်ကန်ဂျီနာမှာရှိတဲ့ဂျက်ဆန်နိုင်ကလပ်မှာနာမည်ကြီးဆိုတော့ရူဘီပဲရစ်ဖျော်ဖြေနေစဉ်အတွင်းခေါင်းမိုးပြိုကျတာကြောင့်133ဦးသေဆုံးပြီး150နီးပါးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့နိုင်ငံတကာသတင်းဌာနတွေမှာဖော်ပြထားပါတယ် တည်ဆုံသူတွေထဲမှာမွန်ဒီခရစ်စတီရဲ့အုပ်ချုပ်ရေးမှူးနေစီခရူမေဂျာလိဘေ့စ်ဘောအကစားသမားဟောင်းတဦးဖြစ်သူအော်တီဗီယိုဒိုထဲနဲ့နာမည်ကြီးဆိုတော့ရူဘီပါရစ်တို့လည်းပါဝင်သွားခဲ့ပါတယ်။ဂျက်ဆန်နိုက်ကလာဟာဆန်ဒိုဒိုမင်ဂိုမျိုးတော်ရဲ့နာမည်ကြီးနိုက်ကလာတစ်ခုဖြစ်ပြီးတနင်္လာနေ့ညနေတိုင်းမှာဂီတအဖျော်ပြပွဲတွေကျင်းပလိမ့်ရှိပါတယ်။ဂျက်ဆန်နိုက်ကလာဟာနိုင်ငံရေးသမားတွေနဲ့နာမည်ကြီးအကစားသမားတွေအပါအဝင်ထင်ရှားကြော်ကြားသူတွေမကြာခဏလာရောက်အပန်းဖြေတဲ့နေရာဖြစ်ပါရဲ့ရှင်။ ကျမနွယ်နွယ်ပါ